ခင်လေးစားရပါတော့မိဘပြည်သူညီအစ်ကိုမများအားလုံးပဲမင်္ဂလာပါရှင်မိဘပြည်သူများရှင်ပွင့်လင်းမြင်သာမှုတွေနဲ့အတူမြန်ဆန်တဲ့ပြည်ပြင်ပြောင်းလဲမှုတွေကြောင့်နိုင်ငံတကာရဲ့အထူးစိတ်ဝင်စားမှုနဲ့အလေးထားခြင်းကိုရရှိလာတဲ့မြန်မာနိုင်ငံကိုနိုင်ငံတကာဖွဲ့စည်းများကပုံကိုယ်တွေဟာအထူးစိတ်ဝင်စားလေ့လာမှုတွေပြုလုပ်လာကြပါတယ်အဲ့ဒီလိုလာရောက်လေ့လာမှုတွေကမှမေလ29ရက်နေ့မှာဆိုရင်တော့ကမ္ဘာ့ကျောက်ရုပ်ရှင်မင်းသားအဖြစ်နာမည်ကျော်ကြားခဲ့သလို ုလသမဂ္ဂရဲ့ပညာရေးသိပ္ပံနဲ့ရင်းချမှုအဖွဲ့ UNESCO ရဲ့ငင်းချင်းရင်းနဲ့ပြည်လဲရင်ကြားစီရေးဆိုင်ရာထူးကိုစလဲမစ္စတာဖောရက်ဝှိုက်ထေခါရဲ့မြန်မာနိုင်ငံခီးစဉ်အတွင်းမှာကွဲပြားခြားနားမှုနဲ့အမျိုးသားရေးသားစာရာဖြစ်မှုဆိုင်ရာ Center for Diversity and National Harmony စင်တာကိုလာရောက်လည်လာခဲ့တာနဲ့ပတ်သက်ပြီးပြည်ပပြည်သူများသိရှိနိုင်စေဖို့အတွက်သတင်းပေးရိုက်ကူးတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်။ မိဘပြည်သူများရှင်မတူ껙ပြတဲ့ဘာသာတရားတွေအချင်းချင်းအပြန်အလှန်နားလည်ယုံကြည်မှုတွေနဲ့တားအစာတရှိစွာနေထိုင်မှသာငြိမ်းချမ်းတည်နေတဲ့လူ့ဘဝတွေကိုတည်ဆောက်နိုင်ကြမှာဖြစ်ပါတယ်အဲလိုအချင်းချင်းနားလည်ယုံကြည်မှုတွေရှိကြမှသာလေနားလည်မှုလွမ်းမခြင်းကြောင့်ဖြစ်ပေါ်လာတဲ့မလိုလားအပ်တဲ့ငင်းပေါင်းမှုတွေကိုကြိုတင်ကာကွယ်တားဆီးနိုင်ကြမှာဖြစ်ပါတယ် ဒါပြင်မြန်မာနိုင်ငံရဲ့လွတ်လပ်စွာကိုယ်ဝေယုံကြည်မှုတွေကြားထဲမှာအစိုးမြောက်တဲ့ဘာသာတရားအဆုံးအမတွေနဲ့အတူရှင်သန်နေနိုင်နိုင်ကြဖို့ကိုရည်ရွယ်ပြီးတော့ကွဲပြားခြားနားမှုနဲ့အမျိုးသားရေးသားဟာစတာဖြစ်မှုဆိုင်ရာလေ့လာရေးစင်တာကိုတည်ထောင်ထားတာလည်းဖြစ်ပါရဲ့ရှင်။ဟိုတခုကတော့ကျွန်တော်တို့ဟိုတကယ်ပြဿနာကဒီအောက်ခြေပြည်သူတွေကြားထဲမှာရှိတာပေါ့။အဲ့တော့အခုကျွန်တော်တို့တွေ့နေရတဲ့ဟာကတော့နိုင်ငံတကာဧည့်သည်တွေလာတယ်ပွဲတွေလုပ်တယ် ဆိုတော့သူတို့ရတဲ့အချိန်ကလည်းအရန်နေတယ်အဲ့တော့ရတဲ့လောက်အချိန်လေးတော့တွင်မှာသူတို့ရသွားတဲ့တည်င်းအချက်လက်တရားအမှန်တော့ပြည့်စုံလုံလောက်မှုမရှိဘူးအဲ့တော့တကယ်တကယ်ကဒီပြဿနာတွေကိုကြဲကြဲပြန့်ပြန့်ဖြေရှင်းမယ်ဆိုရင်အောက်ခြေမှာရှိတဲ့ပြည်သူတွေကြားထဲကိုဒီပြဿနာရဲ့အကြောင်းရင်းတွေကိုနားလည်ဖို့နောက်တစ်ခုကသူတို့အချင်းချင်းအတိမတ်ပြုဖို့နားလည်ဖို့ ဆိုတော့အဲ့သူတို့အချင်းချင်းဆိုတဲ့နေရာမှာလဲကျွန်တော်တို့ကအလေးနဲ့ထားဖို့ကိစ္စကဥမာအဖြစ်ခုနကလည်းတက်ချင်းနေအတင်းဥက္ကဋ္ဌကြီးပြောသွားတယ်ကချင်ကိစ္စနဲ့ဒီဘက်ရခိုင်ကိစ္စနဲ့ကတော်တော်ကွဲပြားတယ်ဆိုတော့အဲ့ကွဲပြားတဲ့အခြေအနေကိုနည်းနည်းရှင်းရှင်းနားလည်ဖို့လိုတယ်။ဆိုတော့ဟိုလူသားလို့ပြောရင်ဒီနယ်နိမိတ်အကန့်အသတ်မရှိဘူးနိုင်ငံနယ်နိမိတ်အကန့်အသတ်မရှိဘူး။သို့တော့တိုင်းရင်းသားနိုင်ငံသားကိစ္စကိုပြောပြီးဆိုတော့ဒီပထဝီနယ်နိမိတ်အထူးသဖြင့်နိုင်ငံရေးနယ်နိမိတ် အကန့်တတ်ထဲမှာနိုင်ငံသားကိစ္စနိုင်ငံသားဖြစ်မှုကိစ္စအစတဲ့ပြဿနာတွေကိုဟိုတကယ်ချေချေမြင့်မြင့်မဖြေရှင်းနိုင်ပဲနဲ့ပြည်သူတွေကြားထဲမှာရှိနေတဲ့ပြဿနာကိုဖြေရှင်းနိုင်မှာမဟုတ်ဘူးအဲ့တော့အဓိကကအစိုးရဆက်ဆက်တာဝန်ရှိတဲ့သူတွေကဒီနိုင်ငံသားပြဿနာမဖြေရှင်းနိုင်တဲ့မြကာလပတ်လို့ကျွန်တော်တို့ဒီအောက်ခြေမှာ ပြည်သူတွေကြားထဲမှာဆိုတာကဥပမာဆေးဥချိုးပြီးထုတ်လိုက်လို့ခဏငြိမ်သက်သွားတာမျိုးဖြစ်ချင်းဖြစ်မယ်ပြီးရင်ဒီပြဿနာတွေကတငွေ့ငွေ့နဲ့လောင်းနေမှာပဲ နောက်တစ်ခုကဒီဖွံ့ဖြိုးရေးနဲ့ပတ်သက်တဲ့အပိုင်းနေပါဆိုဆင်းရဲနွမ်းပါမှုပါလေအခြေခံကြတဲ့အကြောင်းရင်းဖြစ်တယ်ဆင်းရဲနွမ်းပါမှုနောက်တစ်ခါဒီပညာရေးရေးချင်းနေတဲ့ကိစ္စအဲ့ဒါတွေအားလုံးကဆက်ဆက်နေတော့လူမှုရေးပြဿနာအားလုံးရဲ့အခြေခံကပညာရေးနဲ့စီးပွားရေးပေါ်မှာအခြေခံတယ်အဲ့တော့အစိုးရအနေနဲ့တာဝန်ရှိတာကတော့နိုင်ငံသားဖြစ်မှုနဲ့ပတ်သက်တဲ့ကိစ္စမှာဒါကိုသူ့အနေနဲ့တိတိကျကျထိထိကျကျဖြည့်ရှင်းဖို့လိုတယ်အဲ့ဒါလိုမျိုးဟိုဘက်ပေါင်းစုံဖြည့်ရှင်းမှုမရှိဘဲနဲ့ တခါနိုင်ငံတကာကနေပြီးတော့သူတို့ရတဲ့လောက်သတင်းအချက်လက်တွေနဲ့တစ်ဖက်သက်ပြောဆိုတာတွေဝေဖန်တာတွေဟာလည်းပြည်တွင်းမှာတငွင်းငွေဖြစ်နေတဲ့ပြဿနာကိုပိုပြီးကြီးထွားအောင်လှုံ့ဆော်တယ်လို့ပါဖြစ်နေတယ်အဲ့တော့နိုင်ငံတကာအဖွဲ့အစည်းတွေတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေအနေနဲ့ကလည်းမြန်မာနိုင်ငံဖြစ်နေတဲ့ပြဿနာနဲ့ပတ်သက်လို့ဝေဖန်ချက်တွေသုံးသပ်ချက်တွေပြောတဲ့နေရာမှာအချက်လက်စစ်စစ်မြေမြေတည်ပြီးတော့ဗဲမလိုက်တဲ့ တမတမတ်ကြတဲ့ပြောဆိုမှုမျိုးတွေဖြစ်ဖို့လိုတယ်။ဒါကြောင့်ကျွန်တော်တို့ဒီနိုင်ငံမှာဖြစ်နေတဲ့ပြဿနာအချိန်ယူပြီးဖြေရှင်းရမယ်။နောက်ဒီ holistic approach ပေါ့နော်။တစုံလုံးချင်းကပ်တဲ့ပုံစံနဲ့ရှုထောင့်အသီးသီးကနေချင်းကပ်မှပြည်လည်မယ်လို့ကျွန်တော်တို့အဲ့လိုပဲမြင်ပါတယ်။ ဒီဝပီဒီများရှင် UNESCO ရဲ့ငြိမ်းချမ်းရေးနေ့ပြန်လည်ရင်ကြားစေရေးဆိုင်ရာအထူးကိုယ်စားလှယ် Mr. Forrest White ထိပ်ခါရဲ့မြန်မာနိုင်ငံခီးစဉ်အတွင်းကွဲပြားခြားနားမှုနဲ့အမျိုးသားရေးသဟဆရာဖြစ်မှုဆိုင်ရာလေ့လာရေးစင်တာကိုလာရောက်တွေ့ဆုံမှုကိုတော့မေလ28ရက်နေ့ညနေ9:00နာရီအချိန်မှာရန်ကုန်မြို့ရွှေလီလန်းမှာရှိတဲ့ကွဲပြားခြားနားမှုနဲ့အမျိုးသားရေးသဟဆရာဖြစ်မှုဆိုင်ရာစင်တာမှာ Tolerant Reconciliation and Reception ဆိုတဲ့ခေါင်းစဉ်နဲ့ကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါရဲ့ရှင်။ ပြည်ပြည်သူများရှင် UNESCO ရဲ့ငြိမ်းချမ်းရေးနှင့်ပြည်လည်ရင်ကြားစေရေးဆိုင်ရာဒုကိုယ်ဆက် Mr. Forever Take ရဲ့မြန်မာနိုင်ငံခီးစဉ်တွင်ပြပြချနာမှုနဲ့အမျိုးသားရေးသားဟာစရာဖြစ်မှုဆိုင်ရာလေ့လာရေးစင်တာကိုလာရောက်တွေ့ဆုံမှုကိုတော့ဖိတ်ကြားထားတဲ့ဧည့်သည်တော်များမြန်မာနိုင်ငံဆိုင်ရာနိုင်ငံခြားတယုံများမှတန်တမန်များနိုင်ငံရေးအဖွဲ့အစည်းအသီးသီးမှပုဂ္ဂိုလ်များလူမှုအဖွဲ့အစည်းအသီးသီးမှတာဝန်ရှိသူများစုံလင်စွာတက်ရောက်ခဲ့ကြတာလည်းဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ဒီ Mr. White Take အနေနဲ့အတူတူ ဒီ UNESCO ရဲ့အထူးသံတမန်အနေနဲ့မြန်မာနိုင်ငံကိုလာခဲ့တယ်အဓိကအကြောင်းကတော့ peace and reconciliation ပေါ့ဒီကိစ္စငြိမ်းချမ်းရေးနဲ့ဒါပြန်လည်တည်မြဲရေးကိစ္စရရတဲ့အတွက်အထူးသံတမန်ဆိုတော့သူက UNESCO ကကျွန်တော်မိတ်ဆွေတွေကဒီကျွန်တော်တို့ဒီစင်တာမှာသူ့ကိုမြန်မာနိုင်ငံအကြောင်းရှင်းပြဖို့နဲ့နောက်ဒီတချမ်းတဲ့လူတွေနဲ့လည်းမိတ်ဆက်ပေးလို့ရပြီမိတ်ဆက်ပေးဖို့ဆိုတော့သူတို့လာခဲ့ပါတယ်လာတဲ့အခါကျတော့ကျွန်တော်ကတော့အခုမြန်မာနိုင်ငံမှာလက်ရှိဖြစ်ပေါ်ပြောင်းလဲနေတဲ့နိုင်ငံရေးအခြေအနေငြိမ်းချမ်းရေးအခြေအနေနဲ့နောက်ကျွန်တော်တို့ရခိုင်ပြည်နယ်ပြည်မှာကျွန်တော်တို့ဒီ အချိန်တွေဒီလူလူခွင့်ရနောက်ကျွန်တော်တို့လူသားချင်းချင်းစာနာထောက်ထားတဲ့အကူအညီပေးမှုတွေနောက်ကျွန်တော်တို့ဒီဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်ပြီးတော့ဆောင်ရွက်နေတဲ့ကိစ္စတွေကိုတို့ရှင်းပြပါတယ်။တို့ကလည်းတို့သိချင်တဲ့အကြောင်းအရာတွေပေါ့လေအထူးသဖြင့်ရခိုင်ပြည်နယ်ပတ်သက်ရင်ပြပမီဒီယာတွေမှာပါတဲ့အကြောင်းချက်တွေနဲ့ဒီမြေပြင်မှာဖြစ်နေတာတွေနဲ့တော့ခွဲပြားမယ်လို့တို့ထင်တယ်။ထင်တဲ့အခါကျတော့ဘယ်လိုပုံစံနဲ့ခွဲပြားရလဲဒါတွေကိုတို့နားလဲကျင်တယ်။နောက်သူ့အနေနဲ့အထူးသဖြင့်မြန်မာနိုင်ငံကိုလာပြီးတဲ့အခါမှာတို့က ဒီဒီညဉ့်ညဉ့်ရေးလုပ်ငန်းစဉ်တွေကိုねပတ်သက်ပြီးတော့သူတို့ဖောင်ဒေးရှင်းလည်းဝင်လှုပ်ချင်တယ်ဆိုတော့အဲ့လိုလှုပ်ချင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးလို့ရှင်ဒါသူတို့က ဒီဘယ်လိုပုံစံနဲ့လုပ်မယ်ဆိုတာသိချင်တာပြင်ဖို့လို့ကျွန်တော်တို့လာမေးတာဖြစ်တယ်ဖြစ်တော့ကျွန်တော်တို့သူ့အချိန်ထဲမှာပဲမြန်မာနိုင်ငံမှာလည်းဒီလိုကျွန်တော်တို့ diversity နဲ့ reconciliation တွေပေါ့လေဒါတွေနဲ့ပတ်သက်ပြီးတော့လူတွေရဲ့ awareness ဖြစ်လာဖို့အတွက်ကူညီပေးပါလို့သူ့ကိုပြောတဲ့အခါမှာသူကလည်းဒီမှာသူတို့မိန်ကလေးပြောဖို့သူသဘောတူတယ်ဒါကြောင့်အတွက်ပြောတယ်ဩသူ့အနေနဲ့တော့မြန်မာနိုင်ငံကိုလာတဲ့အခါဒါပထမဒါပထမဆုံးအချိန်လာတယ်လာတဲ့အခါမှာဒါကသူကဒါသူမနေ့ညရောက်တယ်ဒီနေ့မှသူကစကြည့်တယ်ဆိုတော့အခု ဒီလိုမျိုးစွတ်စွတ်စီးနေဘာသာပေါင်းစုံတွေ့ရတာကိုသူမသိမထင်တာဘူး။နောက်ကျွန်တော်အရင်ကလုတ်ခဲ့တဲ့တပ်ပုတ်နေပတ်ပြဝဲတွေလည်းကိုတပ်ပုတ်နေလေးတွေသူပြတော့သူကဒီလိုခိစားတွေကျွန်တော်ကပြောတာပြဿနာတွေရှိတာမှန်ပေမဲ့ဒီပြဿနာတွေကဖြေရှင်းလို့မရတာမဟုတ်ဘူးဝိုင်းဝန်းပြီးလုတ်သွားလို့ရတယ်။အခြေအနေတွေနဲ့လည်းတိုးတက်လာတဲ့ပြောင်းလဲမှုတွေနဲ့သူအခြေအနေတွေကောင်းလာတဲ့ နောက်ပြီးဝိုင်းပြီးလောက်ကြဖို့လည်းအခွင့်အလမ်းတွေရှိတဲ့အခါကျတော့လုံလို့ရတယ်လို့ပြောတော့သူ့အနေနဲ့ကလည်းအဲ့ဒါကိုဝမ်းသာတယ်နောက်ခုသူဒီနေ့တွေ့ခဲ့ရတဲ့လူတွေအားလုံးပြောပြောဆိုခဲ့ရတဲ့လူတွေကလည်းအားလုံးသူ့ကိုလည်းဖိတ်ခေါ်တဲ့အပြင်ဒီမှာလုပ်ငန်းတွေကလှုပ်ဆောင်သွားမယ်ဆိုထိထိရောက်လှုပ်ဆောင်နိုင်တဲ့အခြေအနေမှာရှိတယ်မီဒီယာထဲမှာပါတာတလောက်လည်းတလောက်ကြီးမဟုတ်ဘူးဆိုတော့သူကအနေနဲ့က ဒါကိုသူကမတ်ချက်ပြုတ်သွားတာပေါ့လေကျွန်တော်တို့ကလည်းရှေ့ဆက်ပြီးတို့လိုပုံကုံမျိုးနဲ့သူလက်တွဲပြီးအလုပ်လုပ်သွားခြင်းနဲ့အကြောင်းပြောတော့တို့ဆက်လုပ်ဖို့တော့အများကြီးရှိပါတယ် UNESCO အနေနဲ့ကလည်းသူ့ကိုဒီနိုင်ငံကိုဆက်ပြီးတဲ့ခါနောက်တစ်ချိန်လည်းပြန်ခေါ်လာဖို့အခုသူရောက်လာတယ်နောက်တစ်ချိန်လည်းထပ်လာဖို့သူကိုယ်တိုင်လည်းလာခြင်းနဲ့အကြောင်းတွေပြောထားတော့ကျွန်တော်ထင်ပါတယ်တစ်ဖွဲ့မဟုတ်တစ်ဖွဲ့နဲ့တော့တို့ကျွန်တော်တို့ဒီကအဖွဲ့အစည်းတွေနဲ့ဒီမှာရှိနေတဲ့လုပ်ငန်းတွေကိုသူ့ရဲ့ foundation နဲ့ကူညီလုပ်ကိုင်သွားမယ်လို့ကျွန်တော်တို့ယုံပါတယ်ကျွန်တော်တို့ဒီပါလာပြီးတော့လည်းကျွန်တော်တို့ကိုတော့ဆက်ပြီးအားပေးဖို့ရှိတော့ပထမဦးဆိုတာကွဲပြားခြားနားမှုနဲ့အမျိုးသားရေးသား ားစရာဖြစ်မှုဆိုင်ရာလေ့လာရေးဖွဲ့ရဲ့ဦးဆောင်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌဒေါက်တာကျော်ရင်နိုင်ကထောက်လာတဲ့ reconciliation and reception ဆိုတဲ့အခမ်းအနားပြုလုပ်ရခြင်းနဲ့ပတ်သက်ပြီးရှင်းလင်းပြောကြားပေးခဲ့ပါတယ်။ကျွန်တော်ကတော့ပြောနေတော့ပိုင်းသူတို့ဒီမှာဆက်ဆက်ပြီးတော့ reconciliation နဲ့ပတ်သက်ပြီးလာဖို့ပဲခေတ်စားလို့မှာပို့ပြီးလုပ်နိုင်တယ်ခင်ဗျာ။ကျွန်တော်တို့ကလည်းစိတ်ပါဝန်ဆောင်လာတဲ့အတွက်ချက်ခံပါမယ်။ ိမ်နာမှာတော့ကုလသမဂ္ဂပညာရေးသိပ္ပံနဲ့ရင်းချိမှုအဖွဲ့ UNESCO ရဲ့ငင်းချင်းရင်းနဲ့ပြည်လည်ရင်ကြားစစ်ရေးဆိုင်ရာအထူးကိုယ်စားလှယ် Mr. Paul White ထေကာကမြန်မာနိုင်ငံခီးစဉ်အတွင်းသွားရောက်ခဲ့တဲ့နေရာတွေမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးသူ့ရဲ့စိတ်ဝင်စားဖို့ရာကိစ္စရပ်တွေစသဖြင့်ကြောကြားဆွေးနွေးပေးခဲ့ပါတယ်။ So I was able to gather something, a really strong lesson from it. A lesson that we're all in this together. ဆက်လက်ပြီးမြန်မာနိုင်ငံကြက်ချင်မီအသင်းဥက္ကဋ္ဌဒေါက်တာတာလရွှေကလည်းမြန်မာနိုင်ငံအတွင်းမှာကြက်ချင်မီအသင်းအနေနဲ့ဆောင်ရွက်ပေးဖို့လိုအပ်နေတဲ့ဒေသတွေအတွင်းမှာလူမျိုးရေးဘာသာရေးခွဲခြားမှုမရှိဘဲနဲ့ဥပဒေပါအတိုင်းလိုက်နာဆောင်ရွက်နေပုံတွင်အခြားအဖွဲ့အစည်းတွေနဲ့အတူပူးပေါင်းဆောင်ရွက်ပေးမှုတွေနဲ့အတူဆက်လက်ဆောင်ရွက်သွားမယ့်ကိစ္စရပ်တွေကိုပြောကြားပေးခဲ့ပါတယ် A Red Cross Society. We are also auxiliary to the government, as stated in the Geneva Convention and then um, we are also a member of the International Federation of Red Cross and Red Crescent Society. အိမ်နာမှာတော့မြန်မာအကူမနီကေအင်စတီကျူမြန်မာကောင်ဆက်အော့ပရေးရှင်းမှာဒေါက်ဂေတီမင်းတင်ကလည်းမြန်မာနိုင်ငံအတွင်းမှာဘာသာပေါင်းစုံချစ်ချင်ညီညွတ်စွာနေထိုင်နိုင်ပြီးနားလည်သိခံနိုင်စွာမြင့်မာတဲ့လူ့အခွင့်အရေးတရဖြစ်ပေါ်စေဖို့အတွက်အားလုံးကတက်ညီလက်ညီပါဝင်ဆောင်ရွက်ရင်းနဲ့ဆက်လက်ပြီးပြောကြားပေးခဲ့ပါရရှင်။ The first thing uh, came into my mind is that diversity. အဲ့ဒီအပြင်လည်းပြည့်ပြည့်တယ်ဆိုရင်အကြောင်းအရာကိုဒီမှာကြားရတဲ့အခါမှာဒီမှာခေါင်းထဲမှာပထမဆုံးသူတို့ဒီလိုနိုင်ငံတကာကကျမတို့မြန်မာနိုင်ငံကိုစိတ်ဝင်စားတဲ့အတွက်ဒါကတော့ဟိုမြန်မာနိုင်ငံသားတောင်းနေကုန်ယူပါတယ်ပြီးတဲ့အခါကျတော့မြန်မာနိုင်ငံဟာမတူညီ क्वे ပြတာတွေဘလောက်ပဲရှိရှိကျမတို့ရဲ့လူမှုပေါင်းဝင်ခြင်းတွေမှာအချင်းချင်းအပြန်လန်အမိတဲ့ဟဲပြုတ်ပြီးတော့မှအာ အချင်းချင်းပေါ့နော်ချစ်ချစ်ခင်ခင်နဲ့လက်တွဲနေအတူတူနေထိုင်ထိုင်နေကြရဲဆိုတာကျမတို့ရဲ့ lifestyle ပဲဆိုတာကိုပြောပြခွင့်ရတာလေးတွေကတော့ဝမ်းသာပါတယ်ဟုတ်ကဲ့ကျမတို့အပြန်လန်လေးစားရပါလိမ့်မယ်ပြီးတော့အပြန်လန်လက်ခံရပါလိမ့်မယ်ပြီးတော့မတူညီတဲ့တံပိုးတွေရှိမှာပေါ့ကျမတို့အဲ့အရာတွေကိုအပြန်လန်တံမိုးထားရပါလိမ့်မယ်ပြီးတဲ့အခါကျတော့ကျမတို့အပြန်လန်ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ပေးရပါလိမ့်မယ်အာဒါတွေကကျမပြောနေပေမဲ့လည်းကျမတို့လူမှုပတ်ဝန်းကျင်ကဒီတိုင်းပဲဟို အသက်ရှင်နေခဲ့ကြတာပေါ့နော်ဒါကျမတို့မြမလူမှုပတ်ဝန်းကျင်ကဒီလိုပဲချစ်စရာကောင်းစွာနဲ့ ဟိုစောင့်ရက်နေကြတဲ့အရာတွေပဲဖြစ်ပါတယ်ဘလို့ဒီလိုပွဲလေးကိုမှပါဝင်ခွင့်ရတာကိုလည်းကျေးဇူးတင်တယ်ပေါ့နော်ပျော်လဲပျော်ပါတယ်ပြီးတော့ဒီလိုမျိုးပွဲလေးတွေလှုပ်ချင်အားဖြင့်ကျမတို့မြန်မာနိုင်ငံရဲ့ချစ်စရာကောင်းတဲ့အလေးထားလေးတွေကိုဝေမျှခွင့်ရတယ်ပြီးတဲ့ခါကျတော့အချင်းချင်းကျမတို့ဟိုမတူညီတဲ့သူတွေဘလောက်ပဲရှိရှိအချင်းချင်းကြားထဲမှာဒီလိုပျော်ပျော်ရွှင်ရွှင်တွေ့ရတာလည်းဝမ်းသာပါတယ်ပြည်ဝပြည်သူများရှင်ကွဲပြားခြားနားမှုနဲ့အမျိုးသားရေးသားဟာစရာဖြစ်မှုဆိုင်ရာစင်နာ Center for Diversity and National Harmony လေးလိုက်ဌာနကိုလာရောက်ခဲ့တဲ့ကုလသမဂ္ဂပညာရေးသိပ္ပံနဲ့ရင်းကျေးမှုအဖွဲ့ UNESCO ကိုရဲ့ငင်းချမ်းရင်နဲ့ပြည်နယ်ရင်ကြားစစ်ရေးဆိုင်ရာအထူးကိုယ်စားလှယ်မစ္စတာဖော်ရက်ဝှိုက်ထေကာကိုတော့ကြော်ပြချနာမှုနဲ့အမျိုးသားရေးသားဟာစတာဖြစ်မှုဆိုင်ရာစင်တာ ဆန္ဒဖော်တိုင်းမစတီအန်နေရှင်နယ်ဟာမိုနီလေးလိုက်ဌာနကဆောင်ရွက်နေတဲ့မြန်မာနိုင်ငံအတွင်းမှာအဓိကကိုးကွယ်ကြတဲ့ဘာသာကြီး၄ခုနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကိုမြန်မာလူ့အဖွဲ့အစည်းအတွင်းဘာသာတရားတွေကြားငြိမ်းချမ်းစွာနေထိုင်နိုင်မှုအတွက်ဆောင်ရွက်နေတဲ့သူတည်နာပြုလုပ်မှုတွေသင်တန်းပို့ချမှုတွေအကြောင်းကိုရှင်းလင်းပြောကြားပေးခဲ့တယ်လို့မြန်မာနိုင်ငံကြီးဖြစ်စဉ်နဲ့လက်ရှိမြန်မာနိုင်ငံအတွင်းဟာကိစ္စရပ်တွေအကြောင်းကိုလည်းရှင်းလင်းပြောကြားပေးနိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။ ပြည်ပြည်များရှင်ကမ္ဘာ့ရုပ်ရှင်မင်းသားအဖြစ်နာမည်ကျော်ကြားခဲ့တယ်လို့ကုလသမဂ္ဂပညာရေးသိပ္ပံနဲ့ယဉ်ကျေးမှုအဖွဲ့ UNESCO ရဲ့ငင်းကြေးရင်နဲ့ပြင်လဲရင်ကြားစီရေးဆိုင်ရာအထူးကိုယ်စားလှယ် Mr. Foreign White ထေကာရဲ့မြန်မာနိုင်ငံခီးစဉ်တွင်မှာကွဲပြားခြားနားမှုနဲ့အမျိုးသားရေးသဟာစတာဖြစ်မှုဆိုင်ရာလေ့လာရေးစင်တာကိုလာရောက်လေ့လာခဲ့တာနဲ့ပတ်သက်ပြီးမြို့ပြည်သူများသိရှိနိုင်စေဖို့အတွက်ဗတင်းမေးရိုက်ကူးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်ဒီစီစဉ်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့မြို့ပြည်သူမျိုးဝမ်းမများအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်ကျေးဇူးတင်ပါတယ်ရှင်